်ပရီးမီးယားလိပွဲစဉ်ကိုဘရန်ဖို့နဲ့လီဗာပူးမင်္ဂလာပါဗျကိုခင်းစတဖုတ်ဘောရှူအနေကျူတူပါရီကျွန်တော်ကိုခင်းပါပရီးမီးယားလိပွဲစဉ်ကိုရဲ့နောက်ကျပွဲစဉ်တစ်ပွဲဖြစ်တဲ့စနေညတနအိခွဲမှာရှင်ပြိုင်ကစားမယ့် Brentford နဲ့ Liverpool ရဲ့ပွဲကြိုသုံးသပ်ချက်ကိုလုပ်ပေးသွားကြပါမယ်။ Key points တွေဆွဲထုတ်ကြည့်အောင်။ Liverpool ဒီကြားနာလို့ကျွန်တော်ပြောတယ်နော် Frankfurt နဲ့ ွဲတွေမှာပောက်ကွဲနှုံကောင်းကောင်းနဲ့လီဗာပူးပြန်လာခဲ့တယ်။နောက်ဆုံး၄ပွဲဆက်တိုက်ရှုံးနေမှုကိုရပ်တန့်နိုင်ခဲ့တယ်။အရန်ရေးကြီးတယ်။ကျွန်တော်ပြောပြီးပြီမနိုင်တာကိုဘေးဖယ်ထားအောင်နော်မနိုင်ဘူးမစိုးလိုထားနဲ့ အဓိကတရေကျသွားရင်တောင်မှ Frankfurt နဲ့ပွဲတယ်မှာ Liverpool ကားပြီဟာနောက်ဆုံး၅ဘွဲ့ဆက်မနိုင်ဘူးလို့ဘာလို့တွေ PR တွေကအကြီးပဲဒါပေမဲ့ Frankfurt ကိုသူတို့ပောက်ကွဲခဲ့တယ်ပောက်ကွဲတာမှာ5-1ဆိုတဲ့ဂိုးပြတ်ရလတ်နဲ့ပောက်ကွဲမှုနှုန်းအားကောင်းကောင်းတဲ့ဟုပောက်ကွဲခဲ့တာဒါပြင်ဒီပွဲစဉ်မှာနည်းနည်းဘူပိတ်နေတဲ့ Florian Wiss အဖွင့်လေးတွေတော့ပြန်ရခဲ့တယ်ပေါ့ဗျာ Wiss ကလည်း Wiss ပါပဲစောက်ရဲကြီးတွေကျန်းခဲ့ပေမဲ့ Liverpool ရောက်တဲ့အချိန်ကျမှဂိုးလည်းမဖန်တီးပေးနိုင်ဘူးတွင်းလည်းမတွင်းနိုင်ဘူးဆိုရင်တော့ဒါမဟုတ်သေးဘူး တိုးတော့ Frankfurt နဲ့ပွဲတင်မှာ Florian Wiss ရဲ့စွမ်းဆောင်ရင်တော်တော်ကောင်းတယ်သူနှစ်ချိန်တိတိဖန်တီးပေးနိုင်ခဲ့တယ်အဲ့တော့ကြောင့် Wiss လေးရတော့ပြောပြောဆိုဆိုဘူကောင်ဘွားကနေလွတ်ကျွတ်သွားပြီလို့ကျွန်တော်ထင်တယ်တက္ကသမားတယောက်အနေနဲ့ဗျာဘူဆိုတာကတော့ဒီလိုပေါ့ကိုယ့်ကိုဘူသွားတာဒါပဲကျွန်တော်ပြောရူရှင်လေးတပွဲကစားတယ်ကိုမသွင်းဘူး3 4 5ပွဲကိုမသွင်းနိုင်ဘူးဆိုတော့ဒါကသမားတယောက်ဘူသွားပြီအဲ့ဒါကိုပြောတာတိုးတော့သူပြက်လဲရုံးထနိုင်ခဲ့ဒါက Florian Wiss တယောက်တည်းအတွက်ကောင်းမွန်တဲ့ဇယိုက်လက္ခဏာမဟုတ်ဘူးအသင်းတော်ကောင်းမွန်ခဲ့တယ်လို့ပဲကျွန်တော်ထင်တယ်တချို့ကစားသမားတွေ ိုးတွေပြန်ရခဲ့တယ်။ Ibu တို့ Vaji တို့တွေလည်းရှေ့ထိတက်ပြီးတော့ဂိုးတွေတွင်းယူခဲ့တယ်။ဒါပေမဲ့အဲ့လိုဂိုးတွေလွယ်လင်းတကူပြန်ပေးနေရတဲ့အခြေအနေမျိုးလေးကိုတော့ Arsenal slot အနေနဲ့တေချာပြုပြင်ထိန်းသိမ်းဖို့လိုတယ်။ Liverpool ကနောက်တန်းဝိတယ်နော်။ဂျားထဲမှာ Arsenal ကပြောခဲ့တဲ့စကားတစ်ခုရှိတယ်။ဒီနှစ်ဘောလုံးရသေးရ Arsenal အတွက်အားကောင်းဆုံးအချိန်ပဲ။မှန်တော့မှန်တယ်။ Fan တယောက်အနေနဲ့ဟို club သင်းဆွဲစဉ်းစားခြင်းတော့ Arsenal ရဲ့ပြောစကားကိုလက်ခံခြင်းမှာလက်ခံလိမ့်မယ်။ဒါပေမဲ့လည်း Arsenal ကပြောတဲ့ဒီမှာဆိုရင် Arsenal က Liverpool ရဲ့ Ibu ကို CB နေရာမှာထားဆော့နေရတဲ့ပုံစံ 没有新闻的有了。<noise> <noise> <noise> ဟုတ်တယ်လေအခုလီဗာပူးတင်းဒီနောက်တဲ့တနေရာမှာလိုအပ်လာခဲ့ဤဘူးဤတောင်မှာ CB တနေရာဝင်ဆော့ sorry ဤဘူးတောင်ဖြစ်တယ် RGB ပြောတာ RGB တောင်မှာ CB တနေရာကိုဝင်ဆော့ခဲ့ရတဲ့ပွဲစဉ်မျိုးတွေရှိတယ်အဲ့တွင်ကြောင့်လီဗာပူးရဲ့နောက်တန်းစုဖွဲ့မှုလေးကတော့လိုအပ်ချက်ရှိနေသေးပါပဲ Frankfurt ကိုမိကုံရန်ကုန်ကျန်းခဲ့တဲ့အတွက်ကြောင့်လည်းပွဲပန်းနေတဲ့ဒဏ်ကိုအနေငယ်တော့ထက်ထွားလိမ့်မယ်လီဗာပူးအနိုင်ကျိုးသားမှာတော့တည်ကြရတယ်ဗျာဒါပေမဲ့လိုအပ်တဲ့ twin ကိုပမာဏရပါမလားဘာညာဆိုတဲ့အပိုင်းကတော့စိုးရိမ်စရာရှိတယ်တစ်ဖက်က Kate and Andrews ကတော့ကျွန်တော်တို့လုံးဝမထင်ထားတဲ့အခြေအနေမျိုးနဲ့စွမ်းဆောင်ပြနေတဲ့ နီးပြတယောက်ပြပွင့်လေပြမယ်ကျွန်တော် Kate Andrews ကိုအရင်မသိဘူးတေချာပြန်လေးလာကြည့်မှာဘယ် club ကမှပြောင်းလာတာမဟုတ်ဘူး Brighton အသင်းမှာပဲ sorry ဒီ Brentford အသင်းမှာပဲ position တစ်ခုအနေနဲ့သူတာဝန်ယူခဲ့ပြီး Brentford ကလည်းယူယုံကြည်ကြည်နဲ့ Thomas Frank နေရာမှာ Kate Andrews ကိုအစားထိုးခန့်အပ်ခဲ့တာဒါပေမဲ့ Brentford ကအသက်ကြီးလို့ဖြစ်မနေဘူးဆိုတာ Kate Andrews ဒီအရင်ကဒီအသင်းမှာ position တစ်ခုနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်ကြောင့်ကောင်းစွာနားလေသဘောပေါက်တယ် technical ဘာလဲမသိဘူးပြထားပါတော့အဲ့ဒါအရေးမကြီးလို့ပေါ့နော်အဲ့ technical ဘိုင်းနဲ့ပဲသူတာဝန်တစ်ခုထမ်းဆောင်ရ ာဆိုတော့ Thomas Frank မရှိလို့နောက်နီးပြအစ်စ်နဲ့အစ်စ်အစ်ကြီးဖြစ်သွားမယ်လို့မထင်လိုက်နဲ့ Brentford က Brentford ရဲ့အထိုင်လေးရှိနေသေးပဲဖြစ်ပါတယ်ဒါအပြင်ဒါ Igor Tiago တို့လိုမျိုးတိုက်စစ်မှုမျိုးပြန်ရလိုက်တာလဲသူတို့အတင်းတော့အဖိုးမဖြတ်နိုင်ဘူးလို့ပြောရမှာအရင်တော့ Brentford မှာတိုက်စစ်မှုကောင်တယောက်မရှိတဲ့ပြဿနာ Ivan Toney မရှိတော့ကြတဲ့ကဖြစ်နေတာပါအခုချိန် Wissa လို့ပလေယာမျိုးရောင်းလိုက်တယ်ဗျာ AC ပဲ Newcastle လည်းတကယ်ကြီးသွားဝယ်တယ် Wissa အခုချိန်မှာ ်အီဂိုတီယာကိုပို့ပြီးတော့ခေါင်းသိတယ်ကိုသွင်းယူနိုင်ဆိုရင်အပြည့်ရှိတဲ့ကစားသမားကိုရတာတယ်အဲ့ဒါကြောင့်လီဗာပူးအသင်းရဲ့လက်ရှိပြန်လည်တိဆောက်နေစေအချိန်ကာလမှာဘရန်ဖို့ဒီတူတူတန်တန် ဒုက္ခပေးနိုင်တဲ့ level မျိုးရှိနေပါတယ်ဒါတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်မြင်မိတဲ့အယူအဆလေးတွေ key points လေးတွေဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင် super senior ဘေဘော်စီမှာ i back ခွန်ရှင်ကို၅သလုံး miss မောင်ငါ၆တို့ကို member တစ်ဘောနဲ့များစွာနဲ့ယုံကြည်စိတ်ချသွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဗမာမတ်၃ညာကို89ခွန်69ကို440မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ခင်ဗျကဲအဲ့တော့ကျွန်တော်နောက်တစ်ပိုင်းကဒီနေ့တင်း ကြားထဲမှာအာရှရဲ့အကြောပေးမှုတွေဘယ်လိုရှိသလဲเนาะဆိုတော့လီဗာပူးဒီတလုံးတဝက်ပျော်ရွှင်ခွင့်ရပါဒါကတော့တိတ်ယုတ်တိမတန်တဲ့အကြောပေးမှုလို့ကျွန်တော်ထင်တယ်ဗျလီဗာပူးဒီလက်ရှိချန်ပီယံလောင်းနေတဲ့အသင်းတစ်သင်းလေဒီလိုအသင်းမျိုးကတလုံးသွင်းဘာကြောင့်တဝက်ပျော်ရွှင်ခွင့်ရနေရတာအရန်ပျော်ပြောင်းလွန်းတယ်လီဗာပူးနောက်ဆုံးလီဗာစတိုက်ရှုံးပြီးတော့ဖရန့်ဖက်ကိုပြန်နိုင်ထားတာတိတယ်တို့ပေမဲ့အဲ့လောက်ထိကြေးမပြော့သွားတင်ပါတူတယ်ကိုနဲ့တစ်ချက်ပြန်ချင်းကြည့်အောင် 3D 3D ဖြစ်တဲ့အတွက်ကြောင့်နှစ်သိန်းပေါင်း twin ကို3ကိုကတော့ဖြစ်သွားနိုင်တယ်21ဆိုတဲ့ reset မျိုးတွေဒါမှမဟုတ်လည်း11 CC စတဲ့ reset မျိုးတွေပေါ့ Liverpool 3ကိုပြတ်နေနိုင်ဖို့မလွယ်သလို Brentford လည်း3ကိုပြတ်နေနိုင်ဖို့မလွယ်ဘူးလို့ထင်ပါတယ်ဆိုတော့အာရှရဲ့ကြောပေးမှုရကျွန်တော်တို့ရွေးချယ်ဖို့အနေငယ်ခက်ခဲနေသေးတယ်နောက်ထပ် segment လေးကတော့ဒီနှစ်သိန်းကြားတဲ့ကင်းနဲ့အချက်လက်တွေပေါ့နော်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Liverpool က9ချိန်နိုင်ပြီးတော့ Brentford ကတစ်ချိန်ပဲနိုင်တာပါတယ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုရင် Liverpool က Brentford ကို နှစ်ကြော့လုံးတူးစည်းဆိုတဲ့ရလက်ကြီးနဲ့ပဲအနိုင်ယူခဲ့တာဗျ Brentford နိုင်ခဲ့တဲ့ခုနှစ်အခါသမယတစ်ချိန်တစ်ခါပဲရှိပါတယ်အဲ့ဒါကတော့2022 23ဘောလုံးရသည်ပထမအကြော်တုန်းက Brentford က3-1ဆိုတဲ့ရလက်နဲ့ Liverpool ကိုနိုင်ခဲ့တာပါအဲ့နောက်ပိုင်းပွဲစဉ်5ပွဲလုံး Liverpool ကကြီးပဲတောက်လျှောက်နိုင်လာတာပါနိုင်တဲ့ပွဲတွေမှာဆိုရင်လည်း Brentford ကိုပြန်သွင်းနိုင်တဲ့ပွဲကတပွဲပဲရှိခဲ့ပါတယ်ကျန်တဲ့4ပွဲလုံးမှာ Liverpool ဒီ Brentford လှည့်ကြည့်လို့မရအောင်เนาะမော်ကြည့်လို့မရအောင် ကိုးပြတ်တည်းကြီးပဲအနိုင်ယူထားခဲ့တာဖြစ်ပါတယ်ဟတ်တူကထိတ်တိုက်တွေ့ဆုံမှုမှာတော့လီဗာပူးကပြတ်ပြတ်သားသားအသာစီးရနေတယ်လို့ဆိုနိုင်ပါတယ်ခင်ဗျနောက်တစ်ပိုင်းကနောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲရလတ်ပေါ့နော်ဘရန့်ဖို့အသင်းဒီ နှစ်ပွဲနိုင်နှစ်ပွဲတည်ကြပြီးနှစ်ပွဲရှုံးထားတယ်။ရှုံးတဲ့နှစ်ပွဲကဖူလန်နဲ့မန်စီးတီးကိုရှုံးထားတာဖြစ်ပါတယ်။ဂိုးတော့အရင်မပြတ်ဘူး။မန်စီးတီးတောင်မှဘရန်ဖို့ကိုခက်ခက်ခဲခဲကစားပြီးတော့1-0နဲ့ပဲကတ်နိုင်ခဲ့တယ်။လီဗာပူးရဲ့နောက်ဆုံး6ပွဲသက်ရလဒ်ကတစ်ဖက်ကဘရန်ဖို့တက်တောင်အခြေအနေဆိုးတယ်။အားလုံးလည်းသိမယ်လို့ထင်တယ်။နှစ်ပွဲနိုင်ပြီး၄ပွဲရှုံးထားတယ်။နိုင်တဲ့ပွဲက Southampton ကို2-1နဲ့နိုင်တယ်။ Frankfurt ကိုအခုနောက်ဆုံး5-1နဲ့နိုင်ပါတယ်။ကျန်တဲ့ပွဲတွေကတောက်လျှောက်ရှုံးတယ်။နိုင်ရင်လည်းလီဗာပူးဒီချင်းမြောင်းတဲ့ဂိုးရလက်တွေနဲ့ပဲနိုင်တာဖြစ်ပါတယ်။ ကဲကျွန်တော်နောက်တစ်ပိုင်း Brandfo ရဲ့နောက်ဆုံးကစားတဲ့ငါးပွဲစက်အိမ်ကွင်းရလတ် Brandfo ဒီအိမ်ကွင်းငါးပွဲမှာဘရုတတိပြုရမယ်နော်တပွဲပဲရှုံးနေတော့အဲ့ဒီရှုံးတဲ့ပွဲက Man City ကို1-0နဲ့ရှုံးတဲ့ပွဲပါကျန်တဲ့ပွဲတွေအားလုံးမရှုံးအောင်ကစားထားနိုင်တယ်နိုင်တဲ့အသင်းတွေကိုကြည့်မယ်ဆိုရင် United ကိုနိုင်တယ် Villa ကိုလည်းနိုင်တယ် Chelsea နဲ့တည်ကစားထားတယ် Now Aston Villa ကိုလည်းတည်ကစားထားတယ်အိမ်ကွင်းကစားအားကောင်းတဲ့နေရာမှာပါပါတယ်တစ်ဖက်က Liverpool ကတော့အဝေးကွင်း6ပွဲကစားခဲ့တဲ့နေရာမှာ တေးပွဲလုံးဝမရှိခဲ့ဘူးဒါပေမဲ့၃ပွဲရှုံးပြီးတော့၃ပွဲနိုင်ထားတယ်နိုင်တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် Frankfurt ကို5-1 Burnley ကို1-0နဲ့ Newcastle ကို3-2ဖြစ်ပါတယ်ရှုံးတဲ့ပွဲတွေကတော့ Chelsea ကို2-1 Galatasaray ကို1-0နဲ့ Crystal Palace ကို2-1ဖြစ်ပါတယ်ဒီတစ်ခါကြောင့် Liverpool အသင်းဒီအဝေးကွင်းကစားအားမှလည်းအနေငယ်တော့ပြောချင်စရာရှိပါတယ်ကဲကျွန်တော်အနှစ်ချုပ်လိုက်အောင် လီဗာပူးအနေနဲ့ယုံကြည်ချက်လေးပျောက်ဆုံးနေတာတစ်ခုရယ်ကစားသမားတွေအနေနဲ့အံဝင်ဖို့အချိန်ကာလအတိုင်းအတာတစ်ခုယူနေရသေးတဲ့အဲအချက်တစ်ချက်ရယ်ပဲရှိမယ်အာနာစလော့ရဲ့ viewer ဘိုင်းကဘာတွေလိုအပ်နေလို့ဘာဖြစ်တယ်ညာဖြစ်တယ်တော့ပြောနေစရာမလိုဘူးလို့ကျွန်တော်ယူဆတယ်ဗျာသူ့အထိုင်လျောက်တော့လီဗာပူးအသင်းကြီးအားကောင်းနေစေဖြစ်ပါတယ်အပြောချင်တယ်ဒီပွဲစဉ်မှာနှစ်သင်းလုံးကိုကျွန်တော်မယူရဲဘူး Brentford ယူပြီးကမှ လီဗာပူးတီးတယ်ဟဲ့ဆိုတဲ့ပုံစံမျိုးကလည်းဖြစ်နိုင်တယ်။အဲလီဗာပူးရွေးပြီးကမှဘရန်ဖို့ကတရေကစားသွားနိုင်တယ်လို့မတော်တဆနိုင်သွားတယ်လို့ဘာလို့ဆိုတဲ့အကွက်မျိုးကလည်းဖြစ်နိုင်တယ်။အဲ့တော့ရှင်းတယ်ဗျာကျွန်တော်တိုတယ်ကိုနဲ့ပဲစွန့်စားမယ်။တိုတယ်ကိုက 3D ဖြစ်တဲ့အတွက်ကြောင့်နှစ်သိမောက်အတွင်းကို 2D ဖြစ်သွားပလိမ့်စေဦး။ 3D အစေးပဲလေ။ 3D နဲ့အထက်ကိုပို့ပြီးတော့ရင်ခုန်ခံစားရမယ့်အကွက်မျိုးဖြစ်ပါတယ်။ကျွန်တော်ကတော့တိုတယ်ကို over ကိုပဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးရွေးပေးလိုက်ပါတယ်ခင်ဗျာ။